မန္တလေးတိုင်းကျောက်ပြောင်မြို့နယ်တွေကိုစစ်ကောင်စီတပ်ကမေလ14ရက်နေ့မှာလေကြောင်းတိုက်ခိုက်မှုနဲ့ချင်းပြုတ်လုခဲ့လို့မိနစ်တွေအပါဝင်အရသာဖြစ်သူ၄ယောက်တေဆုံးကလာသားအရွယ်ကလေးငယ်တိုင်ရန်ရခဲ့သလိုလူနေအိမ်တွေလည်းပျက်စီးသွားတယ်လို့ဒေသခံတွေကသိရပါတယ်။ပုပ်ပပျောက်ချတဲ့ PPGF ဒုတာဝန်ခံကိုပြတ်တာကလေဗင်တောင်ရွာရဲ့တောင်ပိုင်းကိုပုံကျဲခဲ့တာပါ။မနက်9နာရီလောက်ကနှစ်ချင်းနေ့လယ်2နာရီလောက်မှာတစ်ချင်းပေါင်150ပုံစုစုပေါင်း၄လုံးကျဲခဲ့တာပါ။ နှလုံးအရွာထဲကိုကြပြီးဂျန်နဲ့နှလုံးအရွာပြင်ချောင်းထဲကိုကြသွားတာပါတလုံးကကိုဝင်းထွေးတို့အင်ပေါ်တက်တဲ့ကြတာကလေးမွေးပြီးတာမကြသေးတဲ့မိနေတဲ့တယောက်အပါအဝင်၄ယောက်ဆုံးသွားပါတယ်တန်ရရတဲ့သူ၂ယောက်ရှိပြီးတော့အပြင်းအထန်တန်ရရသူတယောက်ပြုတ်ရင်ရပြောလာပါရယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်တေဆုံသွားရတဲ့သူတွေဟာအသက်32နှစ်အရွယ်ကိုဝင်းထွေးနဲ့သူဇနီးတဲ့မိနေတဲ့မဝင်းသူစာအသက်48နှစ်အရွယ်ဒေါ်မြင့်မြင့်ဝင်းနဲ့အသက်80အရွယ် ဒေါ်ဝင်းဂျီတို့ဖြစ်ကြပြီးတလာသားကလင်းငင်ကတော့တိုင်ရအနေငယ်သာရရှိကမစိုးရင်ရဘူးလို့ပြောပါရယ်။လေကြောင်းတိုက်ခိုက်ခံရမှုတွင်လူနေအိမ်နဲ့နောက်တင်းကုတ်တွေအပါအဝင်အဆောက်အုံ၆လုံးဖျက်ဆီးသွားကွာနားနှစ်ကောင်တိဆုံသွားတယ်လို့သိရပါရယ်။ကျောက်ရောင်းမြို့နယ်ပြည်သူ့ကော်ဂရီတပ်ဖွဲ့ကကိုရိုးကလေဗနောင်ရွာကလူကြီး900နီးပါးရှိတယ်။အိမ်ကြီးက300ဝန်းကျင်လောက်ပေါ့။တိုက်ပွဲဖြစ်တာမှရှိသလို PDF စကန်လည်းမရှိဘူး။ PDF ရဲဘော်တွေလည်းအခြေချနေဆိုင်တာမရှိဘူး။စစ်တပ်ကကျဲကျင်လို့ကျဲတယ်ဆိုတဲ့သဘောမျိုးနဲ့လှုပ်သွားတာ။ ပြည်သူကိုတတ်ဖြတ်တာပါလို့ပြောလာပါတယ်။ဘုံကျဲခံရတဲ့အဆိုပါကြေးရဒေတာခံတွေကတော့နောက်တစ်ကြိမ်ဘုံလာမှာကိုစိုးရိမ်ကြတဲ့အတွက်ရွာလုံးကျွတ်နီးပါးဘေးလွတ်ရာနေရာကိုပြောင်းရွှေ့နေကြပါတယ်။စက်ကောင်စီတပ်ဟာငလင်ဘေးကြောင့်အခုမေလကုန်အထိအပြစ်ခတ်ရဲဆဲတယ်လို့ကြေညာထားပေမဲ့နေ့စဉ်နဲ့မျှလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေရဖြစ်ပါတယ်။